မောင်ကျန်းကချီဇူကူအရေးရဓာတ်ကိုကင်ပြီးထပ်ပိုင်းရှိုးပေးလိုက်ကချီဇူကူကိုဆေးဗလင်းတိုက်ပြီးဒဏ်ရာတွေကိုပြန်ကုပေးနေပါတယ်။ချီဇူကူကလည်းမောင်ကျန်းရောက်လာတာကြောင့်ဝမ်းသာနေပြီးမောင်ကျန်းကလည်းသူကဆက်သွားရင်ဒီကိုရောက်ခဲ့တာကိုပြပြပါတယ်။မောင်ကျန်းကချီဇူကူကိုသူမရဲ့အရေးကိုအနိုင်ယူဖို့အားပေးနေပေမဲ့ချီဇူကူကတော့ရှာရမှာကိုကြောက်နေပါတယ်။မောင်ကျန်းကအကြံရပြီးအင်ပါယာတို့ကမျက်နှာဖုံးကိုပြလိုက်ကသူကမျက်နှာဖုံးကိုရှက်ချမ်းအောင်လုပ်ပေးထားတာကြောင့်မျက်နှာဖုံးနဲ့ဆိုအရေးကိုအသာလေးအနိုင်လို့ရတာကိုပြောနေပါတယ်။ဒါပေမဲ့ချီဇူကူကတော့မျက်နှာဖုံးဝေးရမှာကိုချက်တာကြောင့်ရှာဖို့စိတ်အားထက်သန်သွားပြီးမောင်ကျန်းကလည်းချီဇူကူကိုသူမရဲ့အရေးကိုအနိုင်ယူဖို့ အားပေးစကားပြောနေပါတယ်။ရှီဇူကူကသူမရဲ့အရေးပြောတဲ့စကားတွေကြောင့်စိတ်တမကြတော့ပဲအရင်နဲ့ရှာကတချက်ထဲနဲ့သူမရဲ့အရေးကိုအနိုင်လိုက်ကဆက်သွားဖို့လမ်းပေါ်လာပါတယ်။ဒါပေမဲ့ရှာနေရင်မောသွားပြီ။သူမစပင်စီးထားတာကပျက်စီးသွားတာကြောင့်ပြန်လုပ်ပေးဖို့ပြောနေကမောင်ချန်ကလည်းကုသဆွမ်းပါတယ်။ခေါင်းစည်းကျုပ်လုပ်ပေးလိုက်ပါတယ်။မောင်ချန်ကလည်းရှီဇူကူကိုဂုံမုတ်ပြီးဆွတ်သားနေကရှီဇူကူကမောင်ချန်ကိုရှင်းနေရကြောင်းဖွင့်ပြောတာကြောင့်မောင်ချန်လည်းအောင့်အောင်နေပါတယ်။တစ်ဖက်မှာတော့အေရီကထလာပြီးဖရဲကသူတို့တိုက်ပွဲဝင်မှုအတွက်ပြင်ဆင်ဖို့ပြောနေပါတယ်။တစ်ဖက်မှာတော့ဆူဆူကသူမရဲ့အရင်နဲ့ရှာနေရကဆူဆူကအေရီတခုခုမှားနေတော့ကတိုင်း ရဲလို့ရတာကိုမတားပဲ။သူမရဲ့ပြဿနာတွေကနေအပြုံးလေးနဲ့ရှောင်လဲနေခဲ့တာမှလားဆိုကသူမရဲ့အရေးကစိတ်တကြအောင်ပြောနေပါရင်။ဒါပေမဲ့စုစုကသူမမှားခဲ့တာအကုန်လုံးကိုဝေခံနေပြီ။အဲဒီကိုပြန်ကယ်ရမယ်ဆိုကသူမရဲ့အရေးကိုအသာလေးအနိုင်ယူနိုင်လိုက်ပါရင်။ဒါပေမဲ့စုစုကမော်ဘီမေလဲသွားကပြန်ထလာတဲ့အခါယူတာရူကသူမကိုဂုံပိုးနေပါရင်။ယူတာရူကလည်းသူ့အရေးကသူ့အနေနဲ့မောင်ချမ်းနဲ့ကိုကီတို့လောက်မတန်ပါဘူးလို့ဖဲ့နေပေမဲ့အေးစေးလေးအနိုင်ယူခဲ့တာကိုပြောနေပါရင်။နှာဘူးမကလည်းသူမရဲ့အရေးနဲ့ရှာနေပြီ။အရေးကနှာဘူးမစောင့်ရှောက်ခဲ့တဲ့အရာတွေအကုန်လုံးပြည့်စည်သွားတဲ့အခါတောင်းချမ်းမီလက်စားရှိရှိနေခဲ့တာမှလားဆိုက ပြောနေပါတယ်။နှာဘူးမကတော့သူမကတွေးခေါ်နိုင်စွမ်းမရှိတော့ရင်မွန်စတာဖြစ်ပေမဲ့သူမကတွေးခေါ်နိုင်စွမ်းရှိတာကြောင့်နှကားမျိုးဖြစ်တယ်ဆိုကသူမရဲ့အရေးကိုအသာလေးအနိုင်လိုက်ပါတယ်။ရူတာရုံနဲ့စူစူတို့ကလည်းနှာဘူးမရဲ့အစွမ်းကိုအံ့ဩနေကြပေမဲ့နှာဘူးမကချက်ချင်းမောင်ချမ်းနဲ့နှာဘူးထားနေရကြောင်းနှစ်ယောက်သားလည်းစိတ်လီနေပါတယ်။ပြပြကတော့အလောင်းရဲ့အပြင်းနဲ့စစ်မြေပြင်မှာရောက်နေပါတယ်။ပြပြရဲ့ဦးလေးကလည်းစစ်မြေပြင်ထဲကိုရောက်နေပြီးပြပြကိုအနားယူဖို့လာပြောနေပါတယ်။သူ့ဦးလေးကပြပြရဲ့နမည်ရင်းဖြစ်တဲ့အလက်တီးယားလို့ခေါ်နေကနန်းတော်တွေပြန်ခေါ်သွားပါတယ်။ပြပြကအဲ့အဖြစ်ကိုတွေးနေတာပဲဖြစ်ပြီးသူမရဲ့အရေးနဲ့ရှာနေရပါတယ်။ပြပြ ရဲ့အရေးကဖြည်းဖြည်းသူမရဲ့နိုင်ငံကိုအတက်နိုင်ဆုံးကာကွယ်ခဲ့ပေမယ့်နောက်ဆုံးမှာတော့သူမယုံကြည်စိတ်ချခဲ့ရတဲ့ဦးလေးစီကတစ္ဆာပေါက်ခံလာရတာကိုပြောနေပါတယ်ဖြည်းဖြည်းရဲ့အရေးကလည်းဖြည်းဖြည်းကိုစိတ်တက်ကြအောင်ပြောကအသာစီးယူပြီးတိုက်ခိုက်ဖို့လုပ်ပေမယ့်ဖြည်းဖြည်းကစိတ်တက်ခိုင်မာနေရကြောင်းစဉ်းစားမြဖြစ်နေပါတယ်ဖြည်းဖြည်းကလည်းသူ့ဦးလေးတစ္ဆာပေါက်မခံရပဲကြောက်ထဲမှာပိတ်လောက်မခံခဲ့ရရင်မောင်ကျန်းနဲ့မတွေ့ခဲ့ရမှာကိုပြောပြကသူမရဲ့အတိတ်ကိုပြန်နေခဲ့ရရင်တော့အခုဘဝကိုပဲပြန်အောင်လုပ်မှာကိုပြောပြလိုက်ပါတယ်ဖြည်းဖြည်းကလည်းစကားပြောတာတော်လောက်ပြီဆိုကနှစ်ယောက်သားအစွမ်းကုန်ရှာနေကြပါတယ်ယုံမရဲ့အရေးကတော့ယုံမကြောင့်သူ့ရဲ့မိသားစုကတခြား Beastman နဲ့ခွဲခြားဆက်ဆံ ခံရပြီယုံမကကာကွယ်ပေးဖို့စိတ်ခွန်အားမရှိပဲမတမာတာကိုပြောနေပါတယ်ဒါပေမဲ့ယုံမကသူမရဲ့အရေးကိုတတ်လိုက်ကအသိကောင်မပြောင်းလဲနိုင်ပေမဲ့အနာဂတ်မှာတမာပြီသူမရှေ့ရတဲ့သူတွေကာကွယ်နိုင်စရှိအောင်စူးစမ်းမယ်လို့ကြိမ်ဆိုဘူးတော့ကိုပြပြလိုက်ပါတယ်တစ်ဖက်မှာတော့ပြပြရဲ့အရေးကပြပြပိတ်လောင်ခံထားရတဲ့အကြောင်းရင်းကိုတွေးဖို့ပြောနေပြီသူမရဲ့ဦးလေးကတတ်ဖို့မရှိရပဲပိတ်လောင်ဖို့ပဲကြံခဲ့တာကိုပြပြပါတယ်ပြပြကသူမရဲ့မှတ်ညံတွေများမှားနေရလားဆိုတာတွေးဝင်နေပေမဲ့စိတ်တဲ့ကြောင့်ပြောဖို့လုံနေတာကိုအဖက်မလုပ်ပဲသူမရဲ့အရေးကိုရှင်းပြလိုက်ပါတယ်ယုံမကပြပြစီရောက်လာတဲ့အခါပြပြကခုနကသူမရဲ့အရေးပြောတဲ့စကားကြောင့်အ ကယ်၍သူမတခုခုဖြစ်ခဲ့ရင်မောင်ကျန်းကိုဂယူဆိုင်ပေးဖို့မှာနေပါတယ်။ဒါပေမဲ့ယုံမကပြပြကိုပါရိုက်လိုက်ပြီးပြပြကအကျန်းဆုံးဗမာယာမင်းသမီးဖြစ်တာတော့ဘာလို့သင်မကိုစိတ်ပူနေတာလဲဆိုကဒေါသထွက်ထွက်နဲ့ပြောနေပြီ။သူမသိရပြပြကလွယ်လွယ်နဲ့အရှုံးမပေးဘူးဆိုကပြပြကိုရှာနေပါတယ်။တစ်ဖက်မှာတော့မမဲရဲ့အရေးကမမဲကတခြားကောင်မလေးတွေကိုမနာလို့ဖြစ်နေပြီးမောင်ကျန်းအတိမတ်ပြုမခံရတာကိုမချင်မနှက်ဖြစ်နေရမလားဆိုကစိတ်ဆော့ပေးနေပါတယ်။ဒါပေမဲ့မမဲရဲ့တိုက်ခိုက်စွမ်းကမလျော့သွားပဲသူမကမနာလို့ဖြစ်ခဲ့ရင်တော့တခြားကောင်မလေးတွေကိုလည်းဂယူဆိုင်ခဲ့တာကိုပြန်ပြောပြီးဆက်ချနေပါတယ်။ရုတ်တရက်ယုံမနဲ့ပြပြတို့ကရန်ဖြစ်ရကနေမမဲ ဲ့အခန်းထဲထိရောက်လာပါတယ်။ယုံမားကလည်းပြပြနှုတ်သေးတာကိုဖိတ်လိုက်တဲ့အခါပြပြကတင်းသွားပြီးနှစ်ယောက်သားကအစွမ်းကုန်ချနေကြပါတယ်။သူတို့နှစ်ယောက်ရှာရကနေမမဲအရေးကတည်သွားကနှစ်ယောက်သားကလည်းအစွမ်းကုန်ချပြီးမောသွားတာကြောင့်လဲပြီးနားနေကြပါတယ်။ယုံမားကလည်းပြပြကမကောင်းမြင်မဲ့အစားကြုံရတဲ့ပြဿနာအကုန်လုံးကိုအတူတူဖြေရှင်းလို့ရတာကိုပြပြနေကပြပြကလည်းသူမပြောမိတာကိုတောင်းပန်နေကနှစ်ယောက်သားကပြန်တဲ့သွားကြပါတယ်။ဒါပေမဲ့ဘေးကကြည့်နေတဲ့မမဲကတော့သူမရဲ့စံတမှုကအပြည့်ခံလာရတာကြောင့်နှစ်ယောက်သားကိုတင်းနေပါတယ်။ကိုကီရဲ့အရေးကတော့အသာစီရနေကမောင်ကျန်ကဆော်လေးတွေဝိုင်းခန့်နေရပြီးသူရဲကောင်းဖြစ်နေတာကိုမနာ လို့ဖြစ်နေရမှလားဆိုတာရန်စနေပါတယ်။ကိုကြီးကလည်းသူ့အရေးပြောတာကိုညင်မို့လို့ပဲအလုံးမဖြစ်ပဲသူ့အရေးကတော့ပို့ပြီးတက်မှလာနေပါတယ်။သူ့အရေးကရှီဇူကူကတော့မောင်ချမ်းပဲပတ်သွားတာကိုပြပြနေကကိုကြီးကလည်းပို့ပြီးဒေါသထွက်နေပါတယ်။သူ့အရေးကလည်းမယုံရင်တက်တည်ပြမယ်ဆိုတာရုတ်တရက်ရှီဇူကူကိုဂုံမိုးထားတဲ့မောင်ချမ်းရောက်လာပါတယ်။နဂိုကမှစိတ်မကြည်တဲ့ကိုကြီးကမောင်ချမ်းရှီဇူကူကိုဂုံမိုးထားတာကိုတွေ့တဲ့အခါစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့ပဲမောင်ချမ်းကိုရန်ချပြီးတိုက်ခိုက်နေပါတယ်။မောင်ချမ်းကအကာအကွယ်လှုပ်ထားလိုက်ပြီးရှီဇူကူကိုနှုတ်နေကကိုကြီးရဲ့အဖြစ်ကိုရှင်းပြပြီးအရင်လိုပြန်ပြည့်အောင်ရှော့ပစ်လိုက်ဖို့ပြောနေပါတယ်။ရှီဇူကူကလည်းရှော့ဖို့လုပ်ပေ မဲ့ကိုကြီးကမောင်ရမ်းသူမကိုညှို့ထားတာကနေကဲပြီးကျန်တဲ့သူတွေကိုလည်းညှို့ခံထားတာကနေကဲပြီးကဘာကြီးကိုကဲမယ်လို့ပြောနေပါတယ်။ခြေစုကူကလည်းကိုကြီးကိုအမှန်တရားမြင်အောင်နားချနေပေမဲ့ကိုကြီးကနားမဝင်ပဲမောင်ရမ်းကိုရှာဖို့လုပ်နေပါတယ်။ခြေစုကူကတော့ကိုကြီးရဲ့အရင်နဲ့ရှာနေကြမောင်ရမ်းကကိုကြီးကိုတစ်ချက်တည်းနဲ့အနိုင်ယူပြလိုက်ကတခါတည်းတတ်ဖို့လုပ်ပါတယ်။ဒါပေမဲ့ခြေစုကူကသူမနားချလို့ရသေးတာကိုပြောနေတော့ကိုကြီးရဲ့အရေးတိုက်ခိုက်ခံလိုက်ရပြီလဲတော့ကကိုကြီးရဲ့အရေးကကိုကြီးရဲ့ခန္ဓာကိုယ်ထဲဝင်ပူလိုက်ပါတယ်။ကိုကြီးကသူ့ရဲ့အရေးနဲ့ပူထားတဲ့အစွမ်းနဲ့အစွမ်းကောင်မောင်ရမ်းကိုရှာဖို့လုပ်ပေမဲ့မောင်ရမ်းကအသာလေးအနိုင်ယူလိုက်ကကျန်တဲ့သူတွေလေ ည်းရောက်လာပါတယ်။မောင်ချန်းကလည်းကိုကီကစမ်းသပ်မှုမှာကြာချုံသွားပြီးမောင်ချန်းကမကောင်းကျန်တဲ့လူစုကြီးလို့တွေးနေတာကိုရှင်းပြနေပါတယ်။ကိုကီပြန်ထလာတဲ့အခါကျန်တဲ့သူတွေကလည်းအရင်လိုပြန်ဖြစ်အောင်နားချနေပေမဲ့နားမဝင်တာကြောင့်မောင်ချန်းကကိုကီကိုချုပ်ထားလိုက်ကလေဇာတန်းတန်းနဲ့ပစ်လိုက်ပါတယ်။ကိုကီရဲ့အရိတ်ကလေဇာကြောင့်ပူထားတာကနေပျောက်သွားပေမဲ့ကိုကီကထက်ရန်ချဖို့လုပ်နေရကြောင်းမောင်ချန်းကလည်းကိုကီကိုမိလဲအောင်ထိုးပစ်လိုက်ပါတယ်။မဲမဲကလည်းကိုကီကစေကူဖို့ကြာတာကိုပြောပြကမောင်ချန်းကလည်းဒီကြားထဲမထလာအောင်မတည်အောင်လောက်ပဲကုထားပေးဖို့ပြောနေပါတယ်။ချီစကူကမောင်ချန်းရဲ့လက်ကိုဖတ်ထားလိုက်ပြီးသူမကမောင်ချန်းကိုရှင်းနေတာကိုဖွင့်ပြောလိုက်ကမောင်ချန်းကိုအနံပေး းလိုက်ပါတယ်။ကျန်တဲ့သူတွေကလည်းချီစုကူကပွင့်လင်းတာကြောင့်ဝမ်းသာနေကြကရူတာတို့ကကိုကီကိုဂုံပိုးပြီးဆက်သွားကြပါတယ်။သူတို့တွေကတနင်္လာကိုတယ်လီဘော့ခံလာရကဝင်းကဘာမာစတာရဲ့နန်တော့စီကိုရောက်သွားကြပါတယ်။သူတို့တွေလည်းဝင်းကဘာမာစတာရဲ့နန်တော့တွေဆက်သွားကြပြီးအခန်းတစ်ခုရဲ့အလင်မှာရက်နေပါတယ်။အစီမံတစ်ခုပေါ်လာပြီးရုတ်တရက်မောင်ကျန်းနဲ့ပြပြတို့ကနာကျင်ပြီးအော်ဟစ်နေကမေ့လေသွားပါတယ်။မောင်ကျန်းထလာတဲ့အခါပြပြကသူ့ခန္ဓာကိုပေါ်ရောက်နေပြီးနှစ်ယောက်သားနမ်းမဲ့လို့တော့မောင်ကျန်းရဲ့ဆော်လေးတွေကရောက်လာပြီးပွဲလာပြပါတယ်။ကျန်တဲ့သူတွေကလည်းခုနကဘာဖြစ်သွားလဲလို့မေးတဲ့အခါမောင်ကျန်းကသူ့နဲ့ပြပြအုံနောက်တဲ့ကိုအချက်လက်တွေဝင်လာများပြီ ခေါင်းကက်လာတာကိုပြန်ဖြေသွားတယ်။နှာဘူးမကလည်းသူတို့နှစ်ယောက်ရတဲ့မော်ကကွန်ဆတ်မော်လာလို့မေးတဲ့အခါမောင်ကျန်းကသူတို့တိလိုက်ရတာကကွန်ဆတ်မော်ရဲ့အကြံပြင်းအကြောင်းပဲဖြစ်တာကိုပြပြကသူနဲ့ပြပြတို့ကပူပေါင်းပြီးတခြားကဘာကိုသွားတဲ့မော်ပစ္စည်းလောရမှာကိုရှင်းပြပါတယ်။မောင်ကျန်းကသူတို့အရင်ကဘာကိုပြန်လို့ရတယ်မော်ပစ္စည်းကိုထွင်ဖို့ဆုံးဖြတ်လိုက်ပြီးကိုကီကိုမတွေ့တာကြောင့်မေးကြည့်တဲ့အခါကိုကီကတခြားအခန်းထဲမှာအိပ်ပျော်နေတာကိုချီဇူကူကရှင်းပြပါတယ်။မောင်ကျန်းကလည်းသူတို့ပစ္စည်းထွင်နေတော့ကိုကီကထလာရင်လာမနှောက်ရှက်အောင်တာတာပေးဖို့မှာနေပါတယ်။မောင်ကျန်းနဲ့ပြပြတို့ကမော်ပစ္စည်းထွင်နေတော့ကျန်တဲ့သူတွေကအဲဒီကိုကယ်ဖို့အကြံတိုင်ပင်နေကြပါ ပြီ။နှာဦးမနဲ့ယုံမတို့ကလည်းကဘာကိုမလိုက်လာခင်သူတို့မိုးရမြေတွေကိုလည်းမပြောနေပါဘူး။ကိုဂီကလည်းပြန်ထလာပြီးအရင်လိုစိတ်ပြန်ဖြစ်သွားပေမဲ့ရှီဇူကူကမောင်ချန်းကိုကြိုက်နေတဲ့အကြောင်းပြောပြရတဲ့အခါကိုဂီကစိတ်တက်ကြပြီးသူသာတည်သွားရင်ကောင်းမှာပဲလို့ပြောနေပါတယ်။ရုတ်တရက်ကျမ်းမြင်ကတုံလို့တာကြောင့်သူတို့တွေလည်းစိတ်ပူပြီးမောင်ချန်းနဲ့ပြပြကိုသွားကြည့်ကြပါတယ်။ဒါပေမဲ့မောင်ချန်းနဲ့ပြပြကအဆင်ပြေနေတာကြောင့်သူတို့တွေလည်းအနောက်ချက်မဖြစ်အောင်အပြင်ပြန်ထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့မောင်ချန်းအရင်တုန်းကဝင်ကဘာထဲမှာခက်ခက်ခဲခဲနဲ့ရှင်သန်ခဲရတဲ့မှတ်ညံတွေကိုတွေ့နေရတာအကောင်လုံးကလည်းမောင်ချန်းကိုတနာပြီးညက်ရီတွေပါဝဲနေကြပါတယ်။ရုတ်တရက်မောင်ချန်းနဲ့ပြပြ ကြတော့အစီမံလောက်တာကအောင်မြင်သွားပေမဲ့မေ့လည်သွားပါတယ်။မဲမဲကလည်းစေးကုပေးပြီးသူတို့ပြန်ထလာတဲ့အခါအရင်ကဘာကိုပြန်လို့ရတဲ့တော့ကိုရရှိသွားပါတယ်။မောင်ချန်းကတော့ကိုစမ်းကြည့်တဲ့အခါအောင်မြင်တာကြောင့်ဝန်းတာနေပြီ။မောင်ချန်းကလည်းနောက်ကိုစင့်ကော်မခံရအောင်တားတဲ့မှုပစ္စည်းကိုထွင်မှုဆုံးဖြတ်လိုက်ပြီ။စူစူကသူမအသိရလာတဲ့ရှေ့အောင်မှုကိုတုံးကြည့်ချင်တာကိုပြောတဲ့အခါမောင်ချန်းကဘာဘာကန်တောစီသွားတဲ့ပေါ်တယ်ပေးလိုက်ကအနာကမွန်စတာတွေကိုရင်အောင်လုပ်ဖို့ပြောလိုက်ကမဲမဲကလည်းလိုက်သွားပေးလိုက်ပါတယ်။အဲနောက်သူတို့တွေကဝင်းကဘာကစူအဖြစ်ပေးလိုက်တဲ့ရေကဲနဲ့ကနဲ့အဲဒီကိုပြန်ခေါ်ဖို့ဒီမွန်တိုင်းမစီသွားနေပါတယ်။တစ်ဖက်မှာတော့အဲငက်ဖရယ်တို့ကနှွင်းပုံတရ ရှိတဲ့စစ်တီအဖွဲ့နဲ့စောင့်နေတာကိုတွေ့ရပါတယ်